အကမ်းမိလာလောင်းဝပြုံမချခင်ဗီဒီယိုဖိုင်ထွက်ပေါ်မင်္ဂလာပါ အော်ဒီယိုဖိုင်စောင်းနိုင်မှအကျိုးဆုံးပါတယ်ယခုတခါမှာတော့ဖိန်ထက်စော်ဆိုတဲ့ Facebook ကောင်းကတင်ထားတဲ့စကမ်းမိလာလောင်းဝပြုံမချခင်ဗီဒီယိုဖိုင်ထွက်ပေါ်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးစာအုပ်မှာဖတ်ပြခင်ဗီဒီယိုဖိုင်ကိုအရင်ကြည့်ကြည့်ပါဦးမြတ်ပြန်ပြောင်း ဟုတ်ပြောင်း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 ရတယ်စီစဉ်လို့ရတယ်အားရှင်းသွားမယ်အားရှင်းတပတ်တရပေးဖို့လို့ဒီဗီဒီယိုဖိုင် အခုမှတင်ရတာပါ သက်ကန်သုံးလေသိဆုံးခြင်းလူတယောက်ကောင်းခြင်းဆိုခြင်းကို ဆုံးဖြတ်နိုင်တာဒီသက်ကန်သုံးလေပါငလင်းပထမလိုင်းလှောက်ခတ်ပြီးအသက်ကယ်ဆယ်ဖို့အတွက်နေဆက်ရအကူအညီရဖို့ဖုံးခေါ်ကြည့်ရယ်ဖုံးလိုက်မရဘူးကောက်ကတ်တွေ့ဖို့နေဆက်ရကင်ခဲ့တော်လဲငလင်းအရှိန်အဟုန်တွေကြောင့်တိတိမိမိကင်တွေ့လို့မရခဲ့ပါဘူးပိုဆိုးတာကအစအဦးပြိုစင်းသွားတာပဲကိုရီအလက်ဘယ်တော့ရောက်မလဲစိုးရင်စိတ် ကျွန်တော်တို့စာဦးလည်းပဲအောက်နှစ်လွှာအထိနိုင်စင်းခဲ့ရပါတယ်။ကြောင်းမှုများစွာနဲ့မို့စက္ကန့်30ခဏတာတည်ဆုံးခဲ့ပါတယ်။တနည်းအားဖြင့်စက်တည်တည်ရဲ့ပြောလို့ရမလားပဲ။သိပ်မကြခင်မှာပဲကျွန်တော်တို့ဘက်တယောက်ငိုတန်းနားထဲကြာပြီးတော့အတိတရားဝင်လာပါတယ်။ငါတို့စူးစမ်းခွင့်ရှိသေးတယ်။အစဉ်ပြေလားပြန်ပြော။အရေးကြုံတော့ဖျားတပြီးဂုံတော်ရွတ်တံတွေကြားနေရတယ်။ကျွန်တော် စက္ကန့်30တေဆုံးပြီးအသိဝင်လာတော့လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတယ်။တင်နန်းသားတယောက်ကဆရာကျွန်တော်တို့ဝရန်တာကနေတွေ့ကန့်ဆင်းညမယ်တဲ့ကျွန်တော်ခွင့်မပြုခဲ့ပါဘူး။အရေးပေါ်ဖြစ်ခဲ့ရင်ဓာတ်လေကမဆေးရဘူး။ဝရန်တာကတွေ့ကန့်မဆင်းရဘူး။မိမိအသက်ထက် ပြည့်စည်ရအရေးမကြီးဘူး။အရေးပေါ်လေကတုံးရမယ်။မိသက်ဆေးဘူးကအသက်ကယ်နိုင်တယ်။အဆရှိသဖြင့် အခြေခံသဘောတရားတွေကစီရိုနာဟိုတယ်မန္တလေးမှာခုနှစ်နှစ်လောက်ခဲ့တဲ့အတွေ့အကြုံကြောင့်ခွင့်မပြုခဲ့တာပါထို့ကြောင့်အရေးပေါ်လေကရှာခိုင်းတယ်အရေးပေါ်ထွက်ပေါက်ရှာခိုင်းတယ်တကယ်ဖြစ်ရင်ကြောက်စိတ်ကြောင့်ဘာမှဖြစ်နိုင်သလိုအန္တရာယ်ကြောင့်အရာရာပြောင်းလဲနိုင်ပါလေဆရာအရေးပေါ်ထွက်ပေါက်တွေ့ပြီတကားကပိတ်နေတာပိတ်နေရင်မိသက်စေဘူးနဲ့ရိုက်ဖွင့်လူငယ်အားကြောင့်စိတ်မကြဘူးပွင့်သွားတယ် အရေးပေါ်လှေကလည်းတွေ့ရပါတယ်။ငါးယောက်ချင်းသွားမယ်။အရေးပေါ်ထပ်ပေါက်ပွင့်သွားတော့ယောက်ျားလေးငါးယောက်အရင်ထွက်လို့အမိန်ပေးခဲ့ပါတယ်။ဆိုလိုတာက လူငယ်အင်အားကိုအတုံးချဖို့ပါပဲ။လမ်းကြိုရှင်းဖို့လည်းရည်ရွယ်ပါတယ်။နောက်ထပ်ယောက်ျားလေးနှစ်ယောက်မိန်းကလေးသုံးယောက်စုပြီးငါးယောက်ချင်းသွားစေပါတယ်။ရည်ရွယ်ချက်ကတခုခုဖြစ်ရင်အောက်စုလိုက်မခံရဘို့အောက်စုလိုက်သွားရင် တယောက်နဲ့တယောက်တိုက်မိမှုမဖြစ်စေဖို့အစာအုပ်တချို့နေရာတွေကပျော့ပြက်နေတာမို့လူအများအလေးချိန်မခံနိုင်မှဆိုးတာကြောင့်ကြားမှ အတူတူသွားစေတာက ဖေးမှကူညီစေဖို့ရည်ရွယ်ပြီးသွားခိုင်းတာဖြစ်ပါတယ်။သင်မင်းမခေါ်ခြင်းသေးတော်သူသမဟုတ်ကျွန်တော်ဆက်ဖြစ်ကြလားအဆင်ပြေကြလားအကမ်းမီလာ၁၇လအိတ်ခန်းဆောင်တင်နန်းသားအယောက်၄၀ကျော်စာတင်ပေးရတဲ့နောက်ဆုံးရမတိုင်မီတရက်လို့ခွန်တသမခွန်အဆင်ရှိ မန္တလေးမြို့ငလင်တန်းကို စာတင်နေရင်ငလင်ပထမလိုင်းထိတော့သကောတဲ့ဇီတိလိုက်တယ်လို့ခံလိုက်ရတယ်။တတိတစ်ချက်မပြတ်ပဲတင်နန်းသားတွေကိုစာတင်ကုံအောင်ဝတ်ခံလိုက်တယ်။သစောဘာဘာငလင်တန်းကိုစတင်ခံစားလိုက်ရတယ်။စာတင်နေရင်လိုအပ်တဲ့ကွန်ပျူတာပစ္စည်းတွေတင်ရင်တင်နန်းသားတွေကိုတတိလှမ်းပေးရတယ်။စိမ့်စီပီစတတ်ထက်မြောက်အစာဦးရဲ့အပြင်ဒေတာပြင်ဖက်အရင်ထွက်လိုက်တယ်။ တန်တန်းသူတချို့ရဲ့ငိုရီတန်းတွေရောဟိုတစ်ဖက်ချမ်းကဖူးအင်ဘီဘာရိတ်စားပြတင်တဲ့ဆရာစိန်ဝင်းချွေတို့ရောလမ်းတတိပေးခဲ့ပါတယ်သက်ဆိုင်ရာဖုံးတွေအရေးပေါ်ကဲဆယ်ရေးတွေ ဖုံးဆက်အကူညီတောင်းဖို့ဖုံးဆက်တော့လိုင်းအားလုံးပြတ်တောက်နေပါတယ်ဖုံးဆက်အကူညီတောင်းနေစမှာဒုတိယလိုင်းဆက်လောက်တော့မျက်စိပါပါအားနေတဲ့ကျွန်တော်မျက်မှန်ကြောင့်တစ်ဖက်ကဆရာစိန်ဝင်းချွေတို့ကိုမတွေ့ရတော့ဘူးအရန်စိုးရိမ်မိတယ် တတိယလှိုင်းလဲလာရောတဏ္ဍသားတွေကို၅ယောက်ချင်းကြားနဲ့မသုံးတစ်ဖွဲ့ချင်းနှစ်ဖို့အမိန်ပေးလိုက်ပါတယ်ပထမဦးဆုံးအဖွဲ့ကတော့ကြား၅ယောက်လမ်းပိတ်နေရာတွေဖွင့်ဖို့လွှတ်ခဲ့တယ်တကားတွေပိတ်လမ်းကြောင်းမှာအဆောက်အဦပြူရာတွေပိတ်ဆို့ခဲ့တယ်မိသက်ဆေးဘူးနဲ့တကားပေါက်တွေဖျက်ဆီးခဲ့ပြီးထွက်လာရတယ်နောက်ဆုံးအဖွဲ့မှာတော့ကျွန်တော်ပါတယ်နောက်ကနေမြ мян ထွက် ဗျူးတစိုက်သွားဆိုပြီးအော်ဟစ်လိုက်ပါသေးတယ်။လမ်းတစ်ချဓာတ်လေကပိတ်မိတဲ့သူအစာဦးပြိုပိနေတဲ့သူတွေပြောနိုင်တဲ့စကားကကဲကြပါအောင်ကဲကြပါအောင်ဗျူးတဲ့။စာဦးတစ်ဝက်လေကားရောက်တော့လမ်းထပ်ပိတ်နေတာတွေ့ရနဲ့ဗရင်ပေါက်ကနေတပတ်အစာဦးပုံမှန်ခုံချလိုက်တယ်။ကြံကောင်းရင်တော့မြောက်ဘက်ကိုဆက်သွားလိုက်တာမြောက်ဘက်အိမ်ကခေါမိုးပေါ်တက်နေတော့အိမ်ပိုင်ရှင်အမျိုးသမီးက ခါမိုးအောင်မတက်နဲ့ပြိုကြမယ်တဲ့လေပြို့ပြို့မပြို့ပြို့နောက်မှတောင်းမှမမယ်အရေးပေါ်မို့တက်ပြရစေဆိုပြီးမြ мян ဖြတ်ပြီးကက်ရရှိတဲ့ရေစင်ကတန်လေကားနဲ့ဆင်းခဲ့ပါတယ်အပီးသေးဘူးရေပြင်းမော်ရောက်ရောကိုနောက်ကပန်းလာတဲ့မိမသားယောက်ျားသားအလုံးလက်တွဲခေါ်ခဲ့ပါတယ်မြောက်ဖက်အိမ်မြေပြင်းမော်ရောက်တော့အတန်တန်ကြားရသွားမိတာကမိန်းကလေးနှစ်ယောက်အစာဦးပြနေတယ် ကြကြပါအောင်ရှင်နဲ့လေနောက်တစ်ယောက်ကလဲနေလို့အသက်ရှူရအောင် အရေးပေါ်နေနဲ့ကဲခဲ့တယ်အစာဦးပြနေတဲ့တယောက်ကတော့အောက်ခန်းကျိုးတွေဖယ်ရှားပြီးကဲခဲ့တယ်လက်တစ်ဖက်ကျိုးလူတစ်ကိုယ်လုံးစုပ်ပြတ်တက်နေပြီ နောက်တစ်ယောက်ကအောက်ခန်းကျိုးတွေဖဲနေတော့ထပ်ပြလာလို့လူတစ်ကိုယ်လုံးမှာလက်ကျိုးခြေကျိုးစုပ်ပြတ်တက်နေတာကျွန်တော်လဲမောပန်းလာတာနဲ့အကူကြီးရာနိုးလမ်းပေါ်တက်လာတော့ရေချူတင်းလာတာနဲ့ လမ်းညွန်ပြီးထားခဲ့လိုက်ပါတယ် PS ဖူးအင်ဘာဘရိတ်ဆာဖစ်ကော့ဆီယာနဲ့တင်တန်းသားတို့ဆိုးွားတယ်လို့တော့ကြားမိပါတယ်အဖြစ်ပြက်ဆိုကြီးပြီးဆုံးပြီးနှစ်နာရီဝန်းကျင်အိမ်ပြန်ရောက်ပါတယ်ဆိုင်ကယ်ကတော့အစာအုပ်တွင်းမှာကျန်ခဲ့တယ်ဒီနိုင်ငံမှာကိုထက်ဆိုးတဲ့သူအများကြီးရှိပါသေးတယ်မျိုးသေးဦးနားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြရာတွေဝေးကွာကြပါစေဗျာ